ောင်စီကတိုင်းတိုင်းနဲ့တတိုင်းနယ်ကျော်ပြီးစဘာတိုက်ရိုက်တယ်ယူခွေကိုကက်တန့်ထားတယ်လို့တောင်သူတွေကပြောပါတယ်။အေယော်ဒီတိုင်းကစဘာကိုရန်ကုန်ကိုတယ်ပြီးကြိတ်ချင်တာပဲဖြစ်ဖြစ်ဘကုတ်တိုင်းကိုတယ်ချင်တာရောင်းချင်တာဖြစ်ဖြစ်လုံးလုံးမရပဲစံကိုပဲတိုက်ရိုက်တယ်ခွင့်ရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီကတော်လရဲအင်အားစုတွေနဲ့အာရကတပ်တော်ထံကိုရိုက်ခါအနေနဲ့စစ်ဘာတွေရောက်သွားမှာကိုစိုးရိမ်နေကြောင်းအခုလိုလုံနေတာဖြစ်ပြီးဒေသခံဝင်းမြူရဲတမားတွေအတွက်ဝင်းမြူရဲအစာတွေမရှာပါရအောင်ဆိုတဲ့အကြောင်းပြချက်ပေးပြီးတော့နေကျော်စစ်ဘာတရိုက်တည်ယူခွင့်ကိုပိတ်ထားတာဖြစ်တယ်လို့အေယာဝတီတိုက်ဒေသကြီးကစစ်ဘာဆိုင်တောင်သူတယောက်ကအာရခတိုင်းကိုပြောပါတယ်။တော်ရည်တန်ရတာကတန်းမှုတော့ပြန်လို့မရအောင်တခါတည်းပြောသွားဘာဒါမုန်တိုင်းနေရကွာဘာဒီကတည်းကလည်းတိုင်းပြတ်လာနေတော့ဥမာပန်တိုင်းတို့ဘာလို့တို့တောင်းနေလဲတော့ပါလို့ အဘကဆန်စက်တွေကိုဒီကနေပြီးတော့ဟိုစပါးထားလိုက်တယ်လို့မရဘူး။အဲသူကဆန်ပဲတဲ့ဝင်ရှိတယ်။ဘာတဲ့ဝင်နေရှိတယ်ဆန်တဲ့သူမှဒီအရာဥတိုင်းတဲ့ဆန်စက်တွေနဲ့မကောင်းလို့ရန်ကုန်တိုင်းကဆန်စက်ကိုသွားပြီးတော့ဟိုကျောင်းကျင်နဲ့ကြည့်ချင်တယ်ဆိုပေမဲ့လုံးဝသူကမရဘူးတကယ်။အဲအဲ့လိုဖြစ်သူကတော့အကြောင်းမူတော့တာပေါ့ကွာ။ဟိုအဲ့ဒါတည်းကတလို့ကျောင်းကြီးမတော်တဲ့သူလားဟိုကိုတိုင်းအတွင်းမှာရှိတဲ့မွန်းမြေသမားတွေစပွဲလို့ပွဲလို့ပေါ့ကွာ။အဲဟိုနဲ့ပေါ့ ကိုစားပါမှုမဖြစ်အောင်ပါညာလည်းပြောတာပေါ့အမှန်လဲဒီဥပါရီကကိုပြောရင်တော့ဟိုနည်းမပေါ့အဲအဲ့ဒါတွေကကိုရှင်းတော့ဒါတဘာဝကြတဲ့ခံလိမှုတော့မဟုတ်ပါဘူးတကယ်တော့အခုအမှအဆိုးချောက်ဘူးလို့ဖြစ်နေတဲ့ချိန်မှာတော့ဟိုလွတ်လပ်သွားဒီဒီမှာလည်းမကြည့်တော့ဥမာဆိုရခိုင်မတော်အောင်အချင်းမတော်အောင်အကယ်လို့လက်ခံတယ်သိလားညာဝတီပကိုးရန်ကုန်ဒီ၃တိုင်းကိုတော့ပြောမယ်ဆိုအဲဒီမှာပါလာတက်တာပြင်လို့အပိတ်ပြင်ရှိ ပုံမှန်နဲ့ပါတယ်လို့အံကရအဲ့အဲ့ဒါကြီးဟိုနေပေါ့ကွာဟိုအကြံပြုတယ်လေလို့အေယာဝတီတိုင်းမှာဆန်ဆက်တွေရှိပေမဲ့ထွက်ရှိတဲ့စဘာနဲ့ဆန်ဆက်အရေအတွက်ကလုံလုံမှုမရှိတာကြောင့်ဘကိုးတိုင်းနဲ့ရန်ကုန်တိုင်းကဆန်ဆက်တွေမှာတွားပြီးတော့ကြိတ်နေရတာပဲဖြစ်ပါတယ်အခုလိုစစ်ကောင်စီကစဘာတရိုက်နေကြတဲ့ယူခွေကိုပိတ်လိုက်တာကြောင့်အေယဝရီတိုင်းကတောင်သူတွေမှာစဘာစေးကောင်းမရတာတွေဖြစ်ပေါ်နေပြီးစဘာဝယ်တဲ့ကုန်တယ်ပွဲစားတွေမှာလည်းအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ စပါးတိုင်းရိုက်တယ်ယူခွင့်ကိုခွပြုတ်ပေးမယ်ဆိုရင်တောင်းသူတွေအတွက်အထောက်အကူဖြစ်စေတယ်လို့ကုန်တယ်တွေနဲ့ပုတ်ကုန်လုပ်ငန်းရှင်တွေအတွက်လည်းရောင်းရတာတင်ဖို့ရတာလွယ်ကူသွားမှာဖြစ်တယ်လို့အေယော်ရီတိုင်းကစပါးဆိုင်တောင်းသူတယောက်ကအာရခအတိုင်းကိုပြောပါတယ်အဲ့ဒီနဲ့ဒီအရီရဲ့ရန်ကုန်ရဲ့ပဲခူးရဲ့အဲဒီဒီတုံးနိုင်တော့ပါတော့ဟိုပြောမယ်ဆိုရင်စပါးတိုင်းရဲ့တယ်ယူခွင့်ကိုတော့ခွင့်ပြုနေပါတယ်လို့ဒါနဲ့သက်နဲ့လည်းဟိုဘောရခွင့်လည်းမဟုတ်ဘူးမြစ်သမီးအဲ ဟိုကတွေ့ကြည့်တဲ့ဒီနယ်တွေကိုတည်မယ်ဆိုရင်တော့တမျိုးပေါ့နော်ဟုတ်လို့အဲ့တော့ဒီနားမှာဒီအဲ့ရန်ကုန်စံတက်တွေကိုရောက်သွားရင်လည်းဒါဟိုအသေးသေးတွေအတွက်လည်းဟိုမှာကြိတ်လို့ခွဲလို့လွယ်တယ်တမီးရဲ့နောက်ပြီးတော့ရန်ကုန်မှာလည်းစံတက်ကြီးတွေရှိတယ်လေอืมအဲ့လိုဆိုတော့ဘာပကိုးတိုင်းကိုဟိုအရာဝတိုင်းနဲ့ပကိုးတိုင်းဆိုတာလည်းအရာဝတိမြေတပတ်သားကလည်းဆက်ဆက်နေတာသဘောပေါ့ကွာอืมအဲ့လိုမျိုးကွန်ပျူတာမှာလည်းလို့ ဒါလေးတွေပါဆိုတော့ဒီနေ့မိုးနဲ့လေနဲ့ဒီမှာစပါးကြီးစုံနေတဲ့ချိန်မှာတော့ဒါလေးကပြောမလို့ဆိုတကယ်လို့ဟိုခွဲ့ပြုပြီးဟိုခွဲ့ပြုမပေးတဲ့အတွက်ဘယ်လိုဆိုးကျိုးတွေဖြစ်မလဲအဲဒါဒါလုံးလိုက်တဲ့ဆိုတကယ်လို့ခွဲ့ပေးလိုက်ရင်လည်းပဲပြောမလို့ဆိုတောင်သူတွေအတွက်ဘလောက်တောက်ကိုပြုမလဲနောက်ပြီးတော့ဟိုဒီတန်းကြီးရဲ့တော့တဲ့နိုင်ငံကြီးမာကြီးကိုလည်းဘလို့မှလည်း နောက်ချက်မပြုနိုင်ဘူးလို့ဘန်ကယ်တို့ကတော့ကြေလိုမြင်တယ်လေ။စပါးတွေရေဆိုပြက်စီးတာတွေရှိတဲ့အတွက်အချိန်မီအချောက်ခံဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်အချောက်ခံဖို့အတွက်ကိုစပါးတိုက်ရိုက်တည်ယူခွင့်ကိုခွင့်ပြုပေးဖို့လိုအပ်တယ်လို့တောင်သူတွေကပြောပါတယ်။